ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းခရိုင်အများအပြားမှာတိုက်ခိုက်မှုတွေကြောင့်လုံခြုံရေးတာဝန်ရှိသူ20နဲ့အရက်သား3ဦးသေဆုံးခဲ့ပြီးပါကစ္စတန်တာလီဘန်အဖွဲ့ကဒီတိုက်ခိုက်မှုတွေဟာ၎င်းတို့ရဲ့လက်ချက်ဖြစ်တယ်လို့အော်တိုဝါ၁၁ရက်ကဝန်ခံခဲ့ပါတယ်။အာဖဂန်နစ္စတန်နေဆက်အနီးမှာရှိတဲ့ခိုင်ဘာဘတ်တုန်ခါဝါပြည်နယ်ရဲ့ခရိုင်အများအပြားမှာအော်တိုဝါ၁၀ရက်ကရဲတင်တန်းကြောင့်တခုတ်ကအသေးကံဘုံခွဲမှုအပောင်းဝင်တိုက်ခိုက်မှုအများအပြားလှုပ်ဆောင်ခဲ့ပါတယ်။ဒီဟာအစ်မေကမ်ခရိုင်မှာရှိတဲ့ရဲတင်တန်းကြောင့်ဂိတ်တခုတ်ကအသေးကံဘုံခွဲသမားတအုပ်က ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်လာတဲ့ကားနဲ့ဝန်တိုက်ခဲ့ပြီးတဲ့နောက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးရဲရရှိ9ဦးသေဆုံးခဲ့ကခိုင်ဘာခရိုင်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာအရန်တပ်ဖွဲ့ဝင်12ဦးသေဆုံးခဲ့ပါတယ်။တီးကြားတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးအရဲသား3ဦးအပါအဝင်လူ9ဦးသေဆုံးခဲ့တယ်လို့လုံခြုံရေးတာဝန်ရှိသူတွေကဆိုပါတယ်။ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်တဲ့ Tahrir-e-Taliban အဖွဲ့ကဒီတိုက်ခိုက်မှုတွေဟာ၎င်းတို့လက်ချက်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။